်မိကလာပါဒီနေ့ဧပြီလ26ရက် Federal Affair ရဲ့နေ့စဉ်တွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ရေနတ်တရဲ့ကိစ္စကကိုဒေါ်လာရဲ့တပ်ဖွဲ့တွေမစ်ဆူဖြစ်စီရဲ့တကြတူဖန်စီရမယ်တဲ့တင်ရှစ်တဆစ်စီရဲ့တနေရာမှာဒေါ်လာရဲ့ရဲ့ဘတူမိုင်းနေမီပေးချဆောင်တဲ့တင် PNO ပို့အုပ်ပြီသူစစ်တူလဲနေနေတကွာအလင်းဝင်တဲ့တင်တွေတော့ပါဝင် Federal Affair ရဲ့နေ့စဉ်တွေကိုကြားရမှာပါ မကွေးတိုင်းကမ္မမြွနယ်ရေနတ်တာကျွရရှိရေနတ်တာရဲ့ကိစ္စကကိုတော်လာရေးပူပေါတာဖွင့်တွင်ဝင်ရောက်တိုက်ခတ်ခဲ့ကရဲတပ်ချတူဦးနဲ့လက်နက်ခရပါဝင်စစ်အတုံးစော်ပစ္စည်းတချို့ကိုတိတ်ဆိတ်ရမိပြီးရဲစခါကိုမင်းရှုဖြစ်စေခဲ့တယ်လို့အမတ်တစ်စစ်ဒေတာပီတုကကွေတမတော်တရက်ခရအမလေးတရင်ကဒီနေ့ဧပြီလ26ရက်နေ့မှာတတိထုတ်ပြထားပါတယ်ကမမြွနယ် ရင်နတ်တာကျွရရှိစခမ်းမှုမြတ်တရာဥဆောင်တဲ့ရင်နတ်တာရကေစခါကိုပြတုကကွေတမတော်တရခရအမလေးတရမတခွဲ့တင်းနဲ့တခွဲ့နေလို့ပူပေါပီ မနေ့ကဧပြီလ25ရက်နေ့မနေ့9နာရီအချိန်မှာဝေရောက်တိုက်ခိုက်ခံတာဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲအတွေ့ရဲတကြအစစ်တုတ်ပါတူဦးကိုဖမ်းဆီးရမိပြီးជីထွေးတလက်ជីပေါတုတ်ခုជីမျိုးစုတထောက်ချော် ကာနစီဆက်ကလစီဒိုနဲ့စေအတုံးစွာပစ္စည်းများကိုတိတ်စီရမိခဲကတော်လာရေးတောက်ဖွဲ့တွေအထူးခိုင်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးအဆူပါရက်စခါဟာကမမြုန်နယ်တရရဲ့ကမရွာချာရေနတာချီရွာလမ်းမပေါ်မှာတည်ရှိတာဖြစ်ပြီးလောက်ကစားဝိုင်းဖွင့်လိနေတာတွေလတ်တွာလလာပြည်သူတွေကိုဒုက္ခပေးနေတာတွေပြုလို့နေတဲ့ရက်စခါဖြစ်တယ်လို့လည်းသိရပါတယ်။ ခရနီပီစိတ်ဓာတ်တနေရာမှာစစ်စီရေလောက်ရကနေတော်လာရဲ့ရဲ့ဘတူဦးမိုင်းနေမိပြီးချက်ဆုပ်သွားခဲ့ရတယ်လို့ခရနီအမျိုးသားများကကွေတက် KNDF တိုင်းရင်လေတက်ခွဲ့တည့်ရဲ့ခွေမှုက Federal Affair ကိုပြောပါတယ်အက်ဒီရဲ့ဘဟာပြီးခဲ့တဲ့ April 23ရက်နေ့မှာမိုင်းနေမိပြီးပြင်းထန်စွာတရားတွေရခဲ့ကစေကူတမှုခရယူဖို့အတွက်စေရကိုတွိုင်းတွေးထွက်လိုခဲ့ပြီး စီအိုင်လေပေါက်တွားတဲ့ကြောင့်ကြဆုပ်တွားခဲ့ရတယ်လို့တည်ရပါတယ်။အဆိုပါကြဆုပ်တွားရတဲ့ရဲဘော်ဟာ KNDF တိုင်းရင်းလေရဲ့တပ်စုမှု address ဖြစ်ပြီး KNDF မှာတာဝန်ထမ်းဆောင်နေတာလင်းနီနီပါရှိပြီးရဲဘော် address ကိုမိနစ်ဧပြီလ25ရက်နေ့က Greeny ပြည်တနေရာမှာတချို့ပြီးပြီးသဖနာခါနာပြုလုပ်ခဲ့ပါတယ်။ စီကောက်စီလက်အခါပူပီတူစီတပ်ဖွဲ့ PNO ကတတစုစားခရပီနင်းနစ်ကြော်တာဝထားဆောင်ခဲ့တဲ့ပူပီတူစီတူဧပြီလ16ရက်နေ့မှာပူအမျိုးသားလူမျိုးရေးတမတော် PNLA ထားလက်နေနဲ့တကွဘဲပြောက်ခလိုလာခဲ့တယ်လို့မင်းကဧပြီလ25ရက်နေ့မှာတတိထုတ်ပြပါတယ်ဘဲပြောက်ခလိုလာသူဟာ M22 တနတ်တယ်ဂျီပွန်နဖောင်းနဲ့ ကီတောတရားခါယူဆလာခဲ့ပြီး PNLA တပ်ဖွဲ့ကငွေသားသိန်း၂၀ချပ်ပေးအချိန်မီခဲ့ကသူရဲ့မိသားစုဝင်တွေကိုလည်းဘေးကင်းတဲ့နေရာရောက်တဲ့အထိခေါ်ထုတ်ပေးခဲ့ပြီး PNLA တပ်ဖွဲ့ထားပဲပြောက်ခိုလိုလာတဲ့စစ်ကောင်စီတပ်သားနဲ့ပစ်တူစစ်တွေထဲမှာ PNO ပစ်တူစစ်ကအများဆုံးဖြစ်တယ်လို့ဆိုပါတယ်ပို့အိုးအချစ်ချင်းတွေဟာရတူတွေမဟုတ်ပဲစစ်အာဏာရှင်တွေတနိုင်ငံလောက်က ပီတူလူထုတွေရဲ့ယတုဖြစ်ပြီးအမတရားကိုလက်ခတ်ချဖို့အာလောကိုလည်းတတ်တို့ချင်ပါတယ်လို့သူကဖြည့်ဆွဲပြောထားပါတယ်ပြင်းနေပြီဒီမော့ဆိုအစစ်ချမှာနှွေစပါးစိုက်ပြုတ်နေတဲ့တောက်တူတွေဟာစပါးဧကတထောက်ထဲမှနေခယူဖြစ်စီတာကိုခါရပြီးအခက်ခဲနဲ့ကြုံတွေ့နေရတယ်လို့စပါးစိုက်ပြုတ်သူရိစီကနေသိရပါတယ် 2024ခုနှစ်စက်တင်ဘာလအတွင်းဒီမော့ဆိုအစီချာမှာမူရင်ကြည့်မှုကြောင့်စပါးဧကထောက်ချီရင်းနှီးမြှုပ်နှံပြီးဧကအနေငယ်တရက်တိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။သဝုနေရေးမဖူလောမှာကိုစိုးရိမ်တဲ့အတွက်2025ခုနှစ်အတွင်းနှွေစပါးပြန်လည်စိုက်ပျိုးကြပေမဲ့ခယူကြောင့်စပါးပြည့်စည်ခဲ့ရတယ်လို့သိရပါတယ်။ခယူဟာစပါးကိုတော်တော်များများဖြည့်စည်ပြီးစားသုံးနေကြတာကြောင့် စပါးဆိုင်တဲ့တူတွေဟာဆိုရင်ခရုကို copy ရေးမရှိတဲ့နေရာတွေမှာတွက်ပြထုတ်ကြတာတွေကွန်8ထဲထဲပြီးလေယာခေပေါ်ပုံမှာထန်တာမျိုးတွေလောက်ဆောင်နေရတဲ့အတွက်စပါးဆိုင်တူတွေငီးတွားနေကြတယ်လို့လည်းသိရပါတယ်ခရုကြောင့်စပါးပျက်စီးသွားတဲ့နေရာတွေကိုစပါးပြဲကျဲပေးတာတွေပြအစားထိုးစိုက်ပေးတာတွေလောက်ဆောင်ပေးနေရတာဖြစ်ပြီးခရုဟာရေများတဲ့နေရာမှာပုံမှုများပြနေပြီး ်နှွေစပားစိုက်ပြုတ်ထားတဲ့ကြည်ရွာတွေဟာဒီမော့ဆူမြို့နယ်တစ်ဆူလဲကြည်ရွာအုပ်စုဆော်ဒူရွာတစ်ကြည်ရွာအုပ်စုဒေါပုကူကြည်ရွာအုပ်စုအိုကေကြည်ရွာအုပ်စုနမကောကြည်ရွာအုပ်စုစေတောကြည်ရွာအုပ်စုနဲ့ဖျားဖြူကြည်ရွာအုပ်စုတို့စိုက်ပြုတ်ကြတာဖြစ်ပြီးခရုတွေကစပားပင်တွေကိုဖျက်ဆီးတာကြောင့်စပားစိုက်တူတွေအခက်အခဲနဲ့ရင်ဆိုင်နေကြရပါတယ် ကိုင်းတိုင်းကပ်ဘလူးမြို့နယ်ကုတော်ပိုးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောကကိုင်းမရွာကိုစစ်ကြောထိုးဝင်ရလာကမြေပဲနှုတ်နေတဲ့အယတနှုတ်ကိုပြစ်တပီးစက်ငါဦးကိုဒတ်စခအနေနဲ့ဖဆီခေါဆော်တွားခဲ့တယ်လို့ကောလီအဖော်အဖွဲ့ကတာဝူရှိတူတူကဖန်ဒရယ်ဖက်ကိုပြောပါတယ်ပြစ်တခံရတဲ့အယတနှုတ်ထဲမှာအမျိုးတတူအမျိုးတမီတူပါဝင်ပြီး ဓာတ်စခတ်အနေနဲ့ဖတ်စီခံရတဲ့တူတူထဲမှာတော့အမျိုးသမီးစစ်တူဦးနဲ့အမျိုးသား၄ဦးပါဝင်တယ်လို့သိရပါတယ်။ကပ်ဘလူးမြို့နယ်ကို တော်ဖို့ရွာပပလည်းကိုတွန်လာရစ်တပ်ဖွဲ့တွေကပိတ်ဆို့ထားတဲ့အခါစစ်ကောင်စီတပ်တွေကရိတ်ခတ်ကိုလေရင်နဲ့လာပို့ရတဲ့အတွက်သူတို့ရိတ်ခတ်ပြတ်နေတဲ့ချိန်ဆော့တခင်ထွက်ပြီးရိတ်ခတ်ရှာတာမျိုးရှိတယ်လို့ဆိုပါတယ်။ အမေရိကန်အစိုးရကထောက်ပံ့မှုတွေရစိုက်ထားတဲ့အမေရိကန်အတာ VOA နဲ့အမေရိကပြည်ထောင်စုကမ္ဘာတည်တည်မီဒီယာအေဂျင်စီ USAGA အောက်ကတည်တည်ထဏတွေပြန်လည်ထုတ်လွှင့်နိုင်ဖို့ဖြတ်တောက်ထားတဲ့အထောက်ပံ့တွေကိုပြန်လည်ပေးအပ်ရမလို့အမေရိကဖက်ဒရယ်တရားရုံးကဧပြီလ23ရက်နေ့မှာအမိန့်ချထားပြီးအမေရိကအစိုးရကအယူခံပြဝေထားတဲ့အတွက် တတဲတွေထုတ်လွှင့်နိုင်ဖို့ကြောင့်အောင်မယ်လို့ VOA မှထတ်တူက Federal Affair ကိုပြောပါတယ်။တမတ Donald Trump အမိန့်နဲ့ America ပြည်ထောင်စုကပတ်တတိ Media Agency USAGM ကနေပြီးခင်းတဲ့မလဆန်ခါရနေ့မှာ Top Party တွေရဆိုင်ခဲ့ပြီးလုံငါထိခိုက်သွားတဲ့ဝထန်တွေတတိတမတွေက USAGM ဌာနကိုတရားစွဲဆိုခဲ့ကြပါတယ်။ ထပ်ပငွေရဆိုင်လိုက်တဲ့အတွက် VOA အပါဝင်လှူလတ်တဲ့ဥရောပအတာနဲ့ဂျူဘာအတာလွှဲထနာ OCB စတဲ့မီဒီယာကြီးတွေပါရဆိုင်ရမယ့်အခြေအနေဖြစ်ခဲ့ပြီး RFA ကတော့ဝါထားအနေငယ်နဲ့ထုတ်လွှင့်မှုတွေဆက်လုပ်နေတာတွေ့ရပြီးအမေရိကအစိုးရက VOA ဝါထား900ကျော်ကိုပြီးခင်တဲ့မလ30ရက်နောက်ဆုတ်ထားပြီးအလုတ်ဖြုတ်စား ပို့ထားခဲ့ကတရားရုံးရဲ့အမိတ်ချောက်တာလှစာနဲ့ခန်းစားခွင့်တွေပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ USAGM ကထောက်ပတ်ချေဖြတ်သားလိုက်တဲ့မီဒီယာတွေထဲမှာ VOA နဲ့ RFA ဟာမြန်မာဘာသာနဲ့ထုတ်လွှင့်တဲ့မီဒီယာနှစ်ခုဖြစ်ပြီး Federal FM နဲ့ VOA တတိယဌာနတို့ပူးပေါင်းတင်ဆက်တဲ့နိုင်ငံတကာတတိယအစီအစီလဲရဆိုင်ထားရတာတလားကြော်ကြလာပြီဖြစ်ပါတယ်။ ဒီနေ့ဧပြီလ26ရက် Federal Affairs ရဲ့နေ့စဉ်တင်ပြတွေကိုကြားခဲ့ရတာပါ ကျွန်တော်ဒေဖို့ပါခင်ဗျာ